မင်္ဂလာပါဒီဗီဒီယိုဆက်ပြီးတော့ irregular verb တွေအကြောင်းကို ပြောပြပါမယ်အဲ့တော့ regular verb တွေအကြောင်းကိုရှေ့ရဗီဒီယိုတွေမှာအတော်လေးပြောပြပြီးသွားပြီးတော်တော်များနားလည်သွားပြီလို့ယူဆတယ်ပြန်ပြီးတော့နက်နက်လေးပဲပြောပြရတော့ regular verb တွေဆိုတာက infinitive မှာဒီ e တွေထည့်လိုက်တာ ਨੇ ဒီ verb 2ပေါ့နော်အာဒို့မဟုတ် verb 3ပေါ့အဲ့ဒီလိုမျိုးဖြစ်သွားတယ်ဆိုလိုတဲ့သဘောက past tense တွေကိုပြောင်းသွားတယ်ပေါ့ โอเคဥပမာ work work အလုတ်လုတ်စီအဲ့ဒါလေးကို e ဒီထည့်လိုက်တာ ਨੇ အလုတ်လုတ်ခဲ့သည်ဆိုပြီးတော့မှ ဖြစ်သွားတယ် work worked worked walking โอเคအခုဒီ irregular တွေကြတော့ irregular ဆိုတဲ့အတွက်ကြောင့် regular မဟုတ်ဘူးဆိုတဲ့သဘောဖြစ်တယ်ဒီတော့ပြောင်းပုံကိုဒီအတိုင်းသီးသန့်မှတ်ထားရတာမျိုးဖြစ်တယ်တော့ဥပမာဆိုရင် go go w e n t want g o n e gone fourth ing လဲကြာရော going ပြန်ဖြစ်သွားတယ်ဒီတော့ go one gone going ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့ဒီမှာကြာတော့သူကသုံးလုံးစလုံးပြောင်းသွားတယ်ပေါ့နော်တခါတလေမှာသုံးလုံးစလုံးမပြောင်းမဲနဲ့ဥပမာ fourth one နဲ့ fourth three တူနေတာမျိုးလဲရှိတတ်တယ်ဥပမာ come လာသည် came လာခဲ့သည် verb 3ဖြစ်တဲ့ဒီ past participle လဲကြရအောင် come come ပြန်ဖြစ်သွားတယ်ပေါ့နော်ဒီတော့ဒီ verb 1နဲ့ verb 3နဲ့တူနေတယ် come came come coming အဲ့ဒီလိုမျိုးပေါ့တခါတလေကြပြန်တော့ အားလုံးတူနေတာမျိုးတွေရှိတတ်တယ်။အဲ့တော့ဒီ irregular verb တွေကတော့အခုကျမက group လေးတွေခွဲပြီးတော့မှပေးမယ်။ကိုကမှတ်ထားဖို့ကဒီ irregular verb တွေကအများကြီးမရှိဘူး။သူကသေချာလေးတော့မှတ်ထားရတယ်။အများကြီးမရှိတဲ့အတွက်ကြောင့်အရန်ကြီးပေါ့နော်။ဟိုဒုက္ခများနေစရာတော့မလိုဘူးပေါ့။အာအဲ့တော့ အလုံး200လောက်ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီတကယ်သုံးတာကြတော့100လောက်သိရင်ရပါပြီဒီတော့အာဒီ100လောက်ထည့်ရမှာ90ကနေ80လောက်ကပို့ပြီးတော့မှအရေးကြီးတယ်ဒီတော့ဒါလေးတွေကိုကိုက group ခွဲပြီးတော့မှပြောပြသွားမယ်ဒီတော့အလွယ်ဆုံး group ဖြစ်တဲ့လုံးဝမပြောင်းတဲ့ဟာကိုပြောပြမယ်ဥပမာဒီ verb 1 2 3 3လုံးဟာအကုန်တူနေတာမျိုးပေါ့ cut 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 in put put, put, put in. let 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 lut, ludden. Hurt, 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 in, heart, 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 Hit, 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 hitten. Shut, 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 shutting. Cost, 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 costing. set 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 sudden. Spread, 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 spreading. quit 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 quitten ဒီစကားလုံးတွေဟာဒီမှာ verb 1 verb 2 verb 3တူနေတဲ့အတွက်ကြောင့်နော်ကိုကမှတ်ရတာလွယ်တယ်ဆိုပေမဲ့လည်းပဲ tense ကိုခွဲတဲ့နေရာကြတော့ဘယ်လိုမျိုးခွဲတယ်ဆိုတာကိုသိဖို့လိုအပ်တယ်ဒါကြောင့်ဥပမာအရင်ဆုံးဒီ cut နဲ့လောက်ပြမယ်နော် cut ဆိုတာကသိတဲ့အတိုင်းပဲဒါ hli တယ်ဖြတ်တယ်ညက်တယ်မတော်တဆထိခိုက်မိမတော်တဆရှာမိတယ်မတော်တဆညက်မိတယ်အဲ့ဒီလိုမျိုးအတိတ်ပဲရတယ်ဒီတော့ဥပမာ I cut paper with these scissors. ငါက paper ဆရွက်တေဆိုလို့ရှိရင် with these scissors ဒီကကြင်းနဲ့ညှက်လေးရှိတယ်။ညှက်တတ်တယ်။เนาะဒါငါရဲ့အလေးအထကိုပြောတာဖြစ်တယ်။ဒါက simple present tense နဲ့ရေးရင်ဒီလိုမျိုးဖြစ်တယ်ပေါ့နော်။ I cut I cut paper with these scissors. ဒီတော့ simple present tense ဖြစ်တဲ့အတွက်ကြောင့် I we you they ဆိုလို့ရှိရင် I cut we cut you cut they cut ဒီလိုပဲသွားရတယ်ပေါ့နော်ဘာမှထက်နေစရာမလိုဘူးဒါပေမဲ့ဒီဥစ္စာကို တကယ်လို့ he ဆိုရင် he she it တို့မမောင်တို့မမတို့ဆိုရင်ကြတော့တယောက်တည်း singular subject တွေဆိုရင် cut မှာထုံးစံအတိုင်း s ထည့်ပေးရတယ်ဒီတော့ he cuts he cuts paper with these scissors he cuts paper with these scissors သူအစာရွက်တည်ဆိုရင်ဒီကကြင်းနဲ့ညက်တာလေစသဖြင့်ပေါ့နော်ဒါသူ့ရဲ့ habit အမူအကျင့်ဖြစ်တယ်ဒီလိုဆိုရင်ဒါက simple present tense နဲ့ရေးတာဖြစ်တယ် simple present tense တွေက habit တွေအမူအကျင့်တွေအလေးအထားတွေကိုဖော်ပြတယ်မမေ့နဲ့နော် simple present tense တွေကဘာကိုဖော်ပြလဲ habit တွေကိုဖော်ပြတယ် okay ဒီလိုဆိုရင်အခု past tense နဲ့လုပ်ကြည့်မယ် I cut my finger yesterday. မနေ့ကငါ့ရဲ့လက်ချောင်းကို คลีมีตัวได้ช่มีตัวได้อะหลุပြောจินล่ะเนาะเอองางาละช้างงาဖြတ်တယ်လို့ဘာသာမပြန်ရအောင်เนาะခတ်ထက်သဘောอ่ะမတော်တဆထိမိခိုက်မိတာအဲတနည်းအားဖြင့်မတော်တဆရှာမိတာလှီးမိတာဓာတ်တွေကိုလဲပဲ cut နဲ့ပြောတယ်ဒီတော့ငါငါရဲ့ finger ကိုငါဖြတ်လိုက်တယ်မဟုတ်ဘူးငါမတော်တဆငါရဲ့လက်ချောင်းကိုဓာတ်ရှာမိခဲ့တယ်လို့ဆိုလိုတာ I cut my finger yesterday ဒီတော့ဒီဟာကဒီ cut က တော့အသုံးလုံးစလုံး cut ဖြစ်တဲ့အတွက်ကြောင့် verb 1လား verb 2လားခွဲလို့မရဘူးပေါ့နော်အဲ့လိုဖြစ်နေတာပေါ့ဒီမှာဆိုလို့ရှိရင် yesterday ပါတဲ့အတွက်ကြောင့်ဒီဥစားက verb 2ဆိုတာတော့သိတာတယ်နော်တကယ်လို့ yesterday မပါလို့ရှိရင်ဘယ်ဟာ i cut my finger ဆိုရုံလောက်နဲ့ အဲပြောလို့မရဘူးပေါ့နော်ဘယ်ဘယ်အကြောင်းကိုပြောနေရလဲဘယ် tense ကိုပြောနေရလဲ one လား two လားဒီ simple present tense လား simple past tense လားဆိုတာခွဲလို့မရဘူးအဲ့လိုဖြစ်တတ်တယ်ပေါ့နော် i will you they မှာဆိုရင်ခွဲလို့မရဘူးဖြစ်တတ်တယ် he she it မှာကြတော့ခွဲလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ simple present tense မှာဆိုရင် he cuts လို့ပြောတယ်နော် he cuts paper with these scissors ဒီလိုပြောတယ်ဒါပေမဲ့ simple past မှာကြတော့ဥပမာ သူကမနေ့ကသူ့လက်ချောင်းကို မတော်တဆဓားရှာမိခဲ့တယ်အဲ့လိုပြောချင်တယ်ဆိုရင် he cut his fingers yesterday he cut his finger yesterday ဒီလိုပြောရုံပဲဒါပေမဲ့ဒီ cut မှာ s မထဲတော့ဘူးဘာဖြစ်လို့လဲဆိုတော့သူက past tense ဖြစ်သွားတဲ့အတွက်ကြောင့် past tense မှာဆိုလို့ရှိရင် s တဲ့ es တဲ့ထည့်စရာမလိုတာဒီတော့ he cut his finger finger yesterday အဲ့ဒီလိုမျိုးအဲ့ဒီလိုမျိုး ပြောရင်ဒါဒီ past tense ဆိုတာကိုသိရယ်โอเคเนาะဒါဆိုရင်ဒါကို present perfect နဲ့ရေးရင်ကြတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ i've already cut i have already cut the vegetables i've already cut the vegetables ငါကဒီဟင်းသီးဟင်းရွက်တွေကိုလှိထားပြီးသွားပြီเนาะ have plus verb 3ဒီတော့ဒီ cut က verb 3ဖြစ်တယ် i have already cut. Okay, no? Degelu dao, he solution. Tomoho, my mother solution. Tomoho, my sister solution. Now, my sister, nebjojime, my sister has already cut the vegetables. My sister has already cut the vegetables. Hobi no, daga, present perfect pide adreza. has plus verb three pide. Okay, no? Now, the kujia, put ne. put 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 in simple present tense မှာဆိုရင် i usually put my keys on the table i usually put my keys on the table ငါကများသောအားဖြင့်ငါရဲ့တော့တွေကိုစပွဲပေါ်မှာထားတတ်တယ်ထားလေးရှိတယ်ငါရဲ့ habit ငါရဲ့အလေးအထား i usually put ဒီတော့ဒီ put မှာဘာမှမထည့်ဘူးလေ i ဖြစ်တဲ့အတွက်ကြောင့် simple present tense ပေမဲ့လည်းပဲဒီ i will you they တွေကြတော့ဘာမှထည့်စရာမလိုဘူးဒီတော့ I usually put my keys on the table. ဒီဥစားကိုတကယ်လို့ he ဆိုရင်ရော he ကြတော့ puts ဖြစ်မယ်နော် he she it ကြတော့ simple present tense နဲ့ရေးရင်ဒီ subject နဲ့ဒီ verb ပေါ့နော်အဲ့ဒါကိုညှိရတယ်ဒါကြောင့်မို့လို့ he puts his keys on the table usually ထပ်မယ်ဆိုရင် he usually puts his keys on the table သူကများသောအားဖြင့်သူ့ရဲ့ဒီတော့တယ်ကိုစပွဲပေါ်မှာတင်ထားလေးရှိတယ် he usually puts his keys on the table okay ဒီလိုဆိုရင်ဒီ put ကို simple past နဲ့လုပ်မယ် i put the book back last night i put the book back last night မနေ့ညကငါစာအုပ်ကို put back ပြန်ထားခဲ့တယ် put back သူ့နေရာနဲ့သူပြန်ထားခဲ့တယ်။ Okay last night ပါတဲ့အတွက်ကြောင့်ဒါကအတိတ်ကာလမှန်းသိတာထင်ရှားတယ်နော်။တကယ်လို့သာမပါရင်တော့အိုင်ကြတော့ခွဲရတာခက်တယ်နော်။ဟို verb 1လား2လားခွဲရတာခက်တယ်။ဘာကြောင့်လဲဆိုတော့သူက put က1 your 2 your 3 your ဒီပုံစံပဲဆိုတော့3မှာတော့ရှင်းတယ်။သူက has တွေ have တွေပါတယ်။ has plus verb 3ဖြစ်တဲ့အတွက်ကြောင့် has put have put is other ဖြစ် အခုဒီ buff 2မှာเนาะ simple pass မှာကြတော့ခွဲရတာ i will you they ဆိုရင်နည်းနည်းလေးပြဿနာရှိရဲ့ဒါပေမဲ့ပြောခဲ့တဲ့အတိုင်းပဲဘေးရစကလုံးတွေကိုကြည့်ပြီးတော့မှ context ကိုကြည့်ပြီးတော့မှနားလဲတယ်ဒါကတကယ်တမ်းပြောတဲ့အခါမှာပြဿနာတော့မဟုတ်ဘူးပေါ့เนาะဒီတိုင်းတကြောင်းနဲ့ကြည့်ရင်တော့ဟိုအချိန်ပြတယ်မပါဘူးဆိုလို့ရှိရင်အဲခွဲရတာတစ်ခါတလေခက်တယ်ပေါ့เนาะအဲ့တော့ဒါပေမဲ့စိတ်မပူပါနဲ့ပြောခဲ့တဲ့အတိုင်းပဲအဆင်ပြေသွားပါလိမ့်မယ်โอเคအဲ့တော့ဒီမှာတကယ်လို့ he နဲ့ရေးရင်ကြတော့ဘယ်လိုဖြစ်မလဲဆိုတော့ he put the book back last night ဒီ he မှာကြတော့တကယ်လို့ simple present tense သာဆိုရင် put မှာ s ထည့်တယ်အခု he လည်းဖြစ်ရသားနဲ့ put မှာ s မထည့်ဘူးဆိုရင်တော့မှတ်ပြီးတော့အဲ့ဒါဒီ verb 2နဲ့ရေးထားတာဖြစ်တယ် he put the book back last night he put the book back last night okay ဒါဆိုရင် present perfect နဲ့လောက်ကြည့်ရအောင် present perfect ဒါနီးကတဲ့အတိတ်တွေပေါ့နော် I've put your phone in your bag I've put your phone in your bag okay ဒါဆိုရင်ဒီ put ကကြတော့ verb 3 man ရှင်းတယ်ဘာကြောင့်လဲဆိုတော့ have ပါနေတဲ့အတွက်ကြောင့် have plus verb 3 the present perfect ဆိုတာတည်ပြီးသားဖြစ်တယ် okay ဒါဆိုရင်သူ့ရဲ့ဒါကိုသူနဲ့လောက်ကြည့်မယ်နော် he နဲ့လောက်ကြည့်မယ် He has put your phone in your bag. He has put your phone in your bag. He has has plus verb three. Okay, no? He has put your phone in your bag. Okay, the so yin not let. let နဲ့ let ကတော့ခွင့်ပြုတယ်ဒါပေမဲ့ let ရဲ့အဓိပ္ပာယ်အများကြီးရှိရနော်ဒါက basic meaning ကခွင့်ပြုတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်။ तू ကနောက်မှာ preposition တွေနဲ့တွဲသွားရင်တော့၎င်းအခြားသော verb တွေနဲ့ရေးနည်းတွေလည်းရှိသေးတယ် let ပါတဲ့ဟာတွေပေါ့နော်။အအခုဒီမှာ original meaning ကိုပဲပေးလိုက်မယ်ခွင့်ပြုတယ်။ simple present tense နဲ့ရေးမယ် I let him borrow my pen I let him ငါကသူ့ကိုခွင့်ပြုလေးရှိတယ်ခွင့်ပြုတတ်တယ် borrow my pen ငါရဲ့ဖောင်တိန်ကို borrow လုပ်ဖို့ရ borrow ဆိုတာချေးငှားယူဖို့ပေါ့နော်အဲ့တော့ဆိုလိုတဲ့သဘောကအာသူကငါစီကဖောင်တိန်ချေးတယ်ပေါ့နော်ဖောင်တိန်ငှားတယ်အဲ့တော့ငါသူ့ကိုငှားဖို့ခွင့်ပြုလိုက်တယ်ဆိုလိုတဲ့သဘောကငါရဲ့ဖောင်တိန်ကိုသူ့ကိုပေးသုံးလိုက်တယ်လို့ပြောတာနော် I let him borrow my pen I let him borrow my pen โอเคဒီလိုဆိုရင် subject ကို he နဲ့ပြောင်းကြည့်ရအောင် he ဆိုရင်ကြတော့ he lets me borrow his pen သူကငါ့ကိုခွင့်ပြုခဲ့တယ်ဘာခွင့်ပြုတာလဲသူ့ရဲ့ဖောင်တိန်ကိုချေးငါယူဖို့ရခွင့်ပြုခဲ့တယ်ဆိုလိုတဲ့သဘောကဖောင်တိန်ပိုင်ရှင်ကသူဖြစ်တယ်သူကငါ့ကိုသူ့ဖောင်တိန်ပေးသုံးတယ်လို့ပြောတာငါငါလို့ပေါ့အဲ့တော့ he lets me borrow his pen ဒီ let မှာ s ထည့်မယ်ဒါ simple present tense တွေအကြောင်းပြောနေတာเนาะ verb 1တွေပဲ i will you they ဆိုရင် let မှာ s မထည့်ဘူး he she it တွေနဲ့ဒီတစ်ခုတစ်ကောင်တရားเนาะ singular subject တွေဆိုရင် let မှာ s ထည့်မယ်ဒါလေးပဲလေဟုတ်တယ်မလားဒါဆိုရင် past tense နဲ့ပြောမယ် past tense မှာ simple past နဲ့ပြောမယ်เนาะအဲ့တော့ i let my dog out earlier ငါကငါခွေးကိုစစောက out အပြင်ကိုထွက်ခွင်ပေးခဲ့တယ် earlier ဆိုတော့စစောကဒီတော့ I let my dog out earlier so earlier ဆိုတော့ဒါအချိန်ပြပဲလေအချိန်ပြပုတ်ပဲဘာကြောင့်ပြောနေတာတော့အတိတ်ကာလလေ earlier ဆိုမှာတော့ဆော့ဆော့อ่ะဆိုတော့ဆော့ဆော့ဆိုတာပြီးသွားပြီလေဟုတ်တယ်မလားဆော့ဆော့ကကိစ္စတွေဆိုတာပြီးသွားပြီဒီတော့ I let my dog out earlier ဆိုတဲ့ဝါကြက ဒီ let က verb 2ဖြစ်တယ်။ Okay เนาะတခြား verb တွေလိုမျိုးသူကဟိုစကားလုံးပြောင်းမသွားတဲ့အတွက်ကြောင့်เนาะ verb 1တစ်မျိုး verb 2ကတစ်မျိုးအစဉ်စကားလုံးပြောင်းမသွားဘူးပေါ့เนาะဒီခါကျတော့ခွဲရတာခက်တယ်။အခုကတော့ဒီမှာ earlier ပါတဲ့အတွက်ကြောင့်ဒါ verb 2ဆိုတာကိုသိတာတယ်။ Okay เนาะဒါဆိုရင်ဒါကိုပဲ he နဲ့ပြောကြည့်မယ်။ He let his dog out earlier ဒီမှာကျတော့သူကသူ့ရဲ့ခွေးကို အာဆော့ဆော့ကအပြင်ကိုထွက်ခွင့်ပေးခဲ့တယ်အဲ့တော့ he let တကယ်လို့ simple present tense နဲ့ဆိုရင် let မှာ s ထည့်မယ်အခုက he let ဒါ singular subject ဖြစ်တဲ့ he ဖြစ်နေပေမဲ့ let မှာ s မပါဘူးเนาะဒါဆိုရင်ဒီ let ကเนาะ verb to let ကို ပြောတာဖြစ်တယ် past tense မှာသုံးရမယ် let ကိုပြောတာဖြစ်တယ် okay เนาะ he let he let his dog out earlier ဒါဆိုရင်ဒါကို present perfect နဲ့ရေးကြည့်မယ် I've let them know the news I've let them know the news ငါက I have let have plus verb 3ငါသူတို့ကိုခွင့်ပြုခဲ့ပြီးသွားပြီဘာလို့ဖို့လဲဆိုတော့ I know the news သတင်းကိုသိဖို့ခွင့်ပြုခဲ့တယ်ဆိုလိုတဲ့သဘောကငါသတင်းကိုသူတို့ကိုပေးသိလိုက်တယ်ပေါ့နော် I have let them know the news ဒီတော့ဒီ let ကတော့ဒါရှင်းတယ်ရှေ့ have ပါတဲ့အတွက်ကြောင့်ဒီ let က verb 3ဖြစ်တယ် have let ဒါဆိုရင်ဒီဟာကို he နဲ့ပြောကြည့်မယ် he has let them know the news သူကသူတို့ကိုဗာလဲတည်င်းပေးသိခဲ့တယ်နော် he has has plus verb 3ဟုတ်ပြီเนาะဒါဆိုရင်ဒီဆလုံးပေါင်းတူနေတာတွေကိုလွယ်တယ်လွယ်တာကတော့တကန်နာပေါ့လေဒါပေမဲ့လွယ်တယ်ဆိုပြီးမပေါ်နဲ့เนาะဒီလိုမျိုးဒီ tense တွေမှာဘယ်လိုသုံးရလဲဆိုတာခွဲရက်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့သူကဟို go one gone လို့လိုမျိုးဟာလာတိတာထင်ရှားတဲ့စကလုံးပြောင်းလဲခြင်းမရှိတဲ့အတွက်ကြောင့်အာဒါ tense ကိုကြည့်ပြီးမှကိုကခွဲရတာဖြစ်တယ် he has let them know the news okay အဲဆိုရင်နောက်တစ်ခုနဲ့ကြည့်မယ် hard 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 ဟုတ်တယ်ဒီမှာဆိုလဲဒါအရှိသုံးလုံးပေါ့နော်1 2 3ကလုံးဝတူနေတယ်အတိတ်ပဲကနာကျင်စေတယ်ထိခိုက်မိတယ်ဒဏ်ရာရတယ်စသဖြင့်ဆိုရင်ထုံးစံတိုင်း simple present tense မှာဆိုရင်ဘယ်လိုမျိုးရေးလို့ရလဲဆိုတော့ I hurt my knee sometimes ငါကငါရဲ့ဒူးကိုတစ်ခါတလေထိခိုက်မိတတ်တယ်ဟိုမှာတိုက်မိဒီမှာတိုက်မိဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါငါရဲ့အမှုအကျင့်အလေးအထ I hurt my knee sometimes ။ဒါဆိုရင် he နဲ့ပြောရင်ကြတော့ he hurt မှာ s ထည့်မယ်နော်။ he hurts his knee sometimes. he hurts his knee sometimes. သူကသူ့ဒူးကိုတခါတလေမှအာထိမိခိုက်မိရှိတတ်တယ်။ he hurts မှာ s ထည့်မယ်။ he hurts ဘာဖြစ်လို့လဲ?ဒါ simple present tense ဖြစ်တယ်နော်။အဲ့တော့တခါတလေမှာဆိုတော့လေဒါဖြစ်နေကြเนาะတခါတလေဖြစ်နေကြဒါဆိုရင် past tense နဲ့ပြောကြည့်မယ် I hurt my back this morning. ဒီမနေ့ကငါငါရဲ့ back ဆိုတာကကြောကုန်ပေါ့ငါကြောမှာဒဏ်ရာရသွားခဲ့တယ်လို့ဆိုလိုတာဘသူမှတော့ကိုကိုကိုနာကျင်အောင်မလုပ်ဘူးနော်ဒါမျိုးကြရင်မတော်တဆဒဏ်ရာရတယ်လို့အတိတ်ပဲပြန်ရတယ် I hurt my back this morning ဒီမနေ့မှာဆိုတဲ့အတွက်ကြောင့် this morning ပါရင်များသောအားဖြင့်အတိတ်ကာလကိုရည်ညွှန်းတယ်လေ this morning ဒီမနေ့ကဆိုတဲ့အတွက်ကြောင့်ပြောတဲ့အချိန်မှာတော့မနေ့ကျော်သွားပြီလို့ယူဆလို့ရတယ်ဒီတော့ i heard my back this morning ဒီမနေ့ကငါကျော်မှဒဏ်ရာရသွားခဲ့တယ် okay present perfect နဲ့ပြောကြည့်မယ် i've hurt myself again i have hurt myself again i've hurt myself again ငါတော့ဒဏ်ရာရပြန်ပြီကွာเนาะနောက်ထပ်တစ်ခါဒဏ်ရာရပြန်ပြီเนาะထိမိခိုက်မိပြန်ပြီအဲ့လိုပြောတာเนาะ I've hurt myself again ဒါကတော့ပြောခဲ့တဲ့အတိုင်းပဲရှင်းတယ် present perfect ဆိုတော့ဒါ have plus verb 3 ਨੇ ရေးရတာဖြစ်တဲ့အတွက်ကြောင့် I have ဆိုတော့ဒီ hurt က verb 3ဖြစ်ရမယ်ဖြစ်ကိုဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်ဒီဟာကို he နဲ့ရေးကြည့်မယ် he has hurt himself again himself တော့ဖြစ်ရမယ်เนาะခုန myself လို့ i ဆိုရင် myself he ဆိုရင် himself ဒီလောက်တော့ကိုကသိရမယ်ပြောင်းတရမယ်เนาะ he has hurt himself again သူဒဏ်ရာရပြန်ပြီကွာเนาะအဲ့တော့ဒဏ်ရာကြီးอ่ะအခုဆိုဟတ်တကွဲပြီးတော့เนาะ a present perfect ရဲ့သဘောอ่ะဒါဒီလက်ရှိကာလနဲ့ပတ်သက်နေတဲ့အတိတ်ကိုပြောတာအဲ့တော့ he has hurt himself again ဆိုရင် तू อ่ะသူ့ကိုယ်သူထိမိခိုက်မိပြန်ပြီကွာဆိုရင် သူအခုဒံယာကြီးဟတ်တက်ကွယ်ရင်ကွယ်နေမယ်ဒါကြောင့်ဆေးထည့်ဖို့လိုအပ်တယ်အဲ့အဲ့ဒီအတိတ်ရဲ့ consequence ကအခုဒီပစ္စုပန်မှာလာပြီးတော့ဖြစ်နေတယ်အခုကိုသူ့ကိုဆေးထည့်ပေးရတော့မယ်ဟေးပေါ့အဲ့လိုမျိုးပေါ့ဒီနောက်တစ်ခုကြည့်ရအောင် hit 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 hidden hit ရိုက်တယ်ထူတယ်သို့မဟုတ်တစ်ခါလေးမှစောင့်မိတယ်နော်အာနောက်ပြီးတော့ထိမိတယ်လို့လည်းအဓိပ္ပာယ်ရတယ်ခါလေးမှတွေ့တယ်လို့လည်းအဓိပ္ပာယ်ရတယ်ဥပမာ we often hit problems in this job ငါတို့ကဒီအလုပ်မှာ often မကြာခဏ hit problems ပြဿနာတွေ တွေ့ရတတ်တယ်လို့ပြောတာနော်ဒီတော့ we often hit problems in this job ဒါကြောင့်တော့ပြဿနာကိုသွားပြီးထုတယ်ရိုက်တယ်လို့ပြောလို့မရဘူးနော်အကြောင်းအင်္ဂလိပ်စာကိုတစ်ထစ်ချမှတ်လို့မရဘူးတခြားဟာတွေမှာဘာတွေရေးထားလဲပေါ့နော်ဝါကြမှာဘာတွေရေးထားလဲတခြားစာပိုက်တွေမှာဘာတွေရေးထားလဲအဲ့လိုမျိုးကြည့်ပြီးတော့မှ context ကိုကြည့်ပြီးတော့မှအဓိပ္ပာယ်ကိုယူရတယ်ဆိုတာဒါကိုပြောချင်တာ okay ဟောဒါကို he နဲ့ရေးရင်ထုံးစံတိုင်းပဲ hit မှာ s ထည့်ရုံပဲ simple present tense ဖြစ်တဲ့အတွက်ကြောင့်เนาะအမူအကျင့်တွေကိုပြောတာဆိုရင် hit မှာ s ထည့်မယ်เนาะ verb မှာ s ထည့်ရတယ် he she it တွေဆိုရင် he often hits problems in this job she often hits problems in this job mama often hits problems in this job mama often hits problems in this job သာသဖြင့်ဒီ hit မှာ s ထည့်မယ်เนาะ okay past tense နဲ့ပြောမယ် simple past they hit the target yesterday သူတို့ကမနေ့ကပြစ်မှတ်ကိုထိသွားခဲ့တယ်အဲ့တော့ target ဆိုတာကသိတဲ့အတိုင်းပဲ sales target တွေလည်းဖြစ်နိုင်တယ်ဘယ်နှစ်ခုရောင်းရမယ်ဆိုရယ်ဒီလမှာဘယ်နှစ်ခုရောင်းရမယ်ဆိုတော့ဟာငါတို့မနေ့ကတော့ဟာလာတတ်မှတ်ထားတဲ့အခုတရားရောင်းမိသွားပြီဟေးအဲ့လိုမျိုးပါနော်အဲ့တော့သူတို့ကဆိုတော့ they hit the target yesterday they hit the target yesterday okay target ထိသွားပြီသူတို့က okay နော်ဒီလိုဆိုရင် he နဲ့ကြဘလို့ဖြစ်မလဲသူမဟုတ်မောင်မောင်နဲ့ပြောကြည့်မယ်မောင်မောင်ကတော့မနေ့က target ထိသွားပြီဆိုရင်မောင်မောင် hit the target yesterday ဒါပဲပေါ့ဒါပေမဲ့သိဖို့ကဒီ yesterday မပါရင်တောင်မှเนาะ yesterday ဒီမှာတော့ yesterday ပါနေလို့ဟာဒါ past tense ပဲသိတာထင်ရှားတယ်ဒါပေမဲ့ yesterday မပါကြည့်ပါလားမောင်မောင် hit the target ဆိုရင်မောင်မောင်ကဒီ hit မှာ s မပါတဲ့အတွက်ကြောင့်ဒါဒီ verb 2ဆိုတာကို သိကိုသိရမယ်နော်မောင်မောင် hit the target မောင်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 ကတော့အတိတ်ကာလတစ်ချိန်ချိန်မှာ target ကိုထိသွားပြီမနေ့ကဖြစ်ရင်ဖြစ်မယ်လွန်ခဲ့တဲ့3ရက်လောက်ကဖြစ်ရင်ဖြစ်မယ်လွန်ခဲ့တဲ့အပတ်ကဖြစ်ရင်ဖြစ်မယ်လွန်ခဲ့တဲ့လကထိတာဖြစ်ရင်ဖြစ်ခဲ့မယ်ဟုတ်ပြီနော်အမ်အဲ့တော့ဒီမှာကတော့ yesterday ပါလို့ရှင်းလင်းနေပါတော့နော်โอเคနော်မောင်မောင် hit the target yesterday ဒါဆိုရင် present perfect နဲ့ပြောကြည့်မယ် the players have hit the limit of their stamina uh, the players ကစားသမားတွေကကစားသမားတွေဖြစ်တဲ့အတွက်ကြောင့် present perfect မှာဆိုရင် have plus verb 3သို့မဟုတ် has plus verb 3ဖြစ်တဲ့အတွက်ကြောင့်အခုတော့ကစားသမားတွေဆိုတော့ have have hit the limit of their stamina present perfect ဖြစ်တဲ့အတွက်ကြောင့်အဲ့ကိစ္စလုံးဝပြီးသွားတာမျိုးမဟုတ်သေးဘူးအဲ့တော့ stamina ကတော့သူခံနိုင်ရတော့ကျော်လွန်သွားပြီကျော်လွန်သွားတာကခုနအရန်နေကစားပစ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီ limit ကိုတော့သူတို့ရောက်သွားပြီဒါပေမဲ့အဲ့ limit ရဲ့အကျိုးသက်ရောက်မှုပေါ့ရောက်သွားခြင်းအကျိုးသက်ရောက်မှုကပါလေအခုမကစားနိုင်တော့ဘူးဟိုမှာရှာထွက်နေပြီအဲ့လိုမျိုးပေါ့နော်အဲ့တော့ပွဲရလည်းမပြီးသေးဘူးအဲ့လိုမျိုးအတိတ်ပဲမျိုးရတယ်နော်ဒီ present perfect ရဲ့သဘောကဒီလိုဆိုရင် the player လို့တယောက်ထဲနဲ့ပြောမှာ the player အဲ့ဒီကစားသမားကတော့သူ့ရဲ့ limit ကိုကျော်လွန်သွားခဲ့ပြီသူဟိုမဲ့ဟာထိုင်ကြနေပြီဟာမထနိုင်တော့ဘူးစသဖြင့် the player has hit အလိုပြောမယ်နော် the player has hit the limit of his stamina ဒါဆို the player ကတယောက်တည်းဖြစ်တဲ့အတွက်ကြောင့် their လို့တော့ပြောလို့မရဘူး their stamina ဆိုသူတို့ရဲ့ stamina ဖြစ်သွားမယ်အခုသူ့ရဲ့ stamina လို့ပြန်ဖြစ်မယ်ဒီတော့ uh his stamina the limit of his stamina the player has hit the limit of his stamina ဟုတ်ပါပြီเนาะဒီလောက်ဆိုလို့ရှိရင်เนาะ irregular verb တွေမှာအာဒီလိုမျိုးပေါ့เนาะ verb 1 2 3အလုံးဝတူနေတဲ့ verb တွေရှိတယ်ဆိုတာကိုသဘောပေါက်နားလည်သွားပြီလို့ယူဆတယ်။အဲ့ဒီမှာမှအရေးကြီးဆုံးအချက်ကတော့ तू က tense တွေကိုကြည့်ပြီးမှခွဲလို့ရတယ်။ဘာဖြစ်လို့လဲ?တူနေတာကိုစကလုံးတူနေတယ်လေ။အဲ့ဒါဘလို့ခွဲမတော့เนาะ။အဲ့တော့ tense တွေမှာဘလို့ရေးထားလဲဆိုတာကိုကြည့်ပြီးတော့မှခွဲလို့ရတာဖြစ်တယ်။အဲ့တော့နားလည်မလဲကတော့ဒီ quiz ကို လုပ်သွားပေးပါ။အာ quiz မှာတေချာလေးကျွန်မစဉ်းစားပြီးတော့မှရေးပေးလိုက်ပါတယ်။အာ ဲ့ဒါကိုလုတ်သွားပြီးတော့မှ key ကိုလည်းနောက်ဆုံးမှထည့်ပေးလိုက်တယ်เนาะနောက်ဆုံးအထိဟလာဖြည့်ကြည့်ပြီးတော့နောက်ဆုံး key ကိုမကြည့်ပဲနဲ့ဖြည့်ကြည့်ပါပြီးရင်နောက်ဆုံးက key ကိုပြန်ကြည့်ပေးပါဟုတ်ပြီเนาะအဲ့ဒါမှပို့ပြီးတော့နားလည်းတက်ကြွလာပါလိမ့်မယ်ဒါဆိုရင်ရှေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်เนาะ